်မင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့ဆွဲသစ်ပါ TVB ရုံမြင့်တန်ချာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဆေးရေးပဋိပက္ခပြင်းထန်တဲ့ဘကိုးတိုင်းပြည်ခရိုင်ပထောင်တက်နယ်ကိုစစ်ကောင်စီကအော်တိုဘားလာ24ရက်ကစလို့စစ်ကူအင်အားနဲ့ဒရုန်းလက်နက်တွေကိုလေယာဉ်နဲ့ပို့ဆောင်နေတယ်လို့ဆေးရေးသတင်းရှင်းမြစ်ကပြောပါရတယ်။တမခွန်ခွန်အပါဝင်တိုက်ခိုက်ရေးတပ်တချို့နဲ့ဒရုန်းတပ်တွေကို တောင်ငူလေတပ်စခန်းမှာစုစည်းကအတုလိုက်ခွဲပို့ဆောင်နေပြီးအကြောင်းရင်းက ကပ္ပစာ16လို့ခေါ်တဲ့ကာကွယ်ပစ္စည်းစက်ရုံအတွက်စိုးရင်စရာအခြေအနေဖြစ်လာလို့အခုလိုလှုပ်ဆောင်နေတာလို့စစ်ရေးသတင်းရှင်းမြစ်က DVB ကိုပြောပါရတယ်။အော်တိုဘားလ15ရက်နေ့ကအာရခတက်တော် A ကကပ္ပစာ16အနီးနားက0.666ကုန်းကိုတင်းယူပြီးတဲ့နောက်စစ်ကောင်စီတက်အတွက်စိုးရင်စရာအခြေအနေဖြစ်လာတယ်လို့ဆိုပါရတယ်။ဒီအခြေအနေတွေကိုစစ်ကောင်စီဘက်ကတရားဝင်သတင်းမထုတ်ပြန်ပေမဲ့တောင်ကုတ်ဗရောင်းလန်းကရွာတချို့ကိုလေချောင်းကနေဘုံကျဲလို့ရွာကန်တချို့တေဆုံးတာတွေရှိတယ်လို့ စစ်ဆောင်ရခိုင်လူမျိုးတွေကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတယောက်က DPP ကိုပြောပါတယ်။ဒါအပြင်ကပါစာ16အနီးကမတုံဖလုံကြောက်စကွဲကြားချေရာစတဲ့ရွာတွေမှာစစ်ကောင်စီတပ်ကတပ်ဆွဲထားသလိုရွာကန်လူငယ်တွေကိုတော့ကပါစာဆက်ယုံကိုကာကွယ်ဖို့အတင်းအဓမ္မစစ်တင်နံပေးနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ခင်ဗျာ။အော်တိုဘားလ25ရဲ့ညပိုင်းကအိရိယာဖွဲ့ရဲ့နောက်ဆုံးနှုတ်ဆက်ဖြောပြပွဲမှာ တချင်းစုံနေရာကနေနှလုံးရောဂါနဲ့လဲကျကွယ်လွန်သွားခဲ့တဲ့ Fever 109 T1 ကိုစတင်တည်ထောင်ခဲ့သူတရေတေးဆိုအဒီနိုရဲ့ဇာပနာအခမ်းအနားကိုအော်တိုဘားလာ28ရက်နေ့ကမနက်9နာရီမှာရှစ်မိုင်ကဟေပြုံညီကိုများအတင်းတော်ခမ်းမမှာပြုလုပ်သွားမယ်လို့မိခင်ဖြစ်သူကမျှဝေအသိပေးထားပါတယ်။တရေတေးဆိုအဒီနိုဟာကွယ်လွန်သွားပြီဖြစ်တဲ့အစောရာရေမွန်ရဲ့မငိုနဲ့တော့တခြင်းနဲ့နှုတ်ဆက်တည်ဆုံနေစမှာရုတ်တရက်လဲကျသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်အရေးပေါ်ကုသကဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူဟာကွယ်လွန်ချိန်မှာအသက်38နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။သူ့ရဲ့ရုပ်အလောင်းကိုတော့အော်တိုဘားလာ28ရက်မနက်7:00နာရီခွဲမှာရေဝေးတုတ်တံမှာမိတချုပ်သွားမယ်လို့လည်းသိရပါတယ်။တေးတေးဆိုအဒီနိုဟာနာမည်ကျော် Vocal Coach တအူးဖြစ်တဲ့ဒေါ်ရင်မင်းတင်ခေါ် Tracy တို့ရဲ့တာကြီးဖြစ်ပြီးမြမ Underground မတ်တယ်လောကရဲ့ရှေ့ဆောင်လမ်းပြတီဝိုင်းနေတဲ့ကအဖွဲတစ်ဖွဲဖြစ်တဲ့ FIFA 1 Online တီဝိုင်းကိုဥဆောင်တီထောင်သူတွေကတက်ရောက်လဲဖြစ်ပါတယ်ခင်ဗျာ။ ပဲခူးတိုင်းဒိုက်ဥအကျဉ်းထောင်မှာအကျဉ်းသူတွေအပါအဝင် နိုင်ငံရဲ့အကျဉ်းသူတွေနဲ့ပြည်တယ်မချမှတ်ရသေးတဲ့အကျဉ်းသူတွေအားလုံးကိုအကျဉ်းထောင်အာဏာပိုင်တွေကအလုံးစီခိုင်းမှုတွေရှိနေလို့နိုင်ငံရဲ့အကျဉ်းသူများအဖွဲ့ WOPP ကအော်တိုဘာလ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်တိုင်းဥအကျဉ်းထောင်မှာအကျဉ်းသူတွေအပါအဝင်နိုင်ကျဉ်းသူတွေကိုစိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်းတာရေကန်တွေကိုတန့်ရှင်ရေးလုပ်တာ ရေကန်အစောက်ဘာယာပြုလုပ်တာမိလာတွေကိုတန်ရှင်ရေးလုပ်တာအပေါင်းဝင် ထောင်းအာနာပိုင်တွေအဝေအဝိစကိစ္စရက်တွေကိုပါအလုတ်ခိုင်းစင်မှုတွေရှိနေလို့နိုင်ငံရဲ့အကျဉ်းသူတွေနဲ့နိုင်ငံရဲ့အကျဉ်းသူအရင်ကူညီဆောက်ရှောက်ပေးနေသူတွေကပြောပါတယ် ဒီအကျန်းထောင်အလုပ်တွေဖြစ်တဲ့အာတန့်ရှင်ရေတို့ဘာယာဆောက်နာတို့ပြီးတော့စိုက်ပျိုးရေတို့သူတို့အကျန်းထောင်ကနေပြီးတော့လှုပ်ဆောင်ရမယ်စီးပါလှုပ်တာတို့ပြီးတော့သူတို့ဟိုအကျန်းထောင်ဝန်ထမ်းတွေရေဝေယဝစ္စတို့အဲ့ဒါတွေအစားအကုန်လုံးခိုင်းစိတ်ခံရတာပါရှင့်အကုန်လုံးပါရှင့်သူတို့ဘက်ကခြွင်းချက်မရှိနိုင်ရဲ့ကျင်းသူအားလုံးကိုလုံးအလုံးခိုင်းစိတ်မှုရှိပါတယ်ရှင့်ပုံညာတပါရဆောက်ရတဲ့အရာတွေပေါ့အဲ့လိုမျိုးတွေဆိုရင်လည်းဟို ကျမ်းမာရေးအဆင်မပြေတဲ့သူတွေအေးရပြက်လို့မရတဲ့သူတွေတွတ်ဆိုရင်ဒါအခြေအနေဆိုးတဲ့ကိစ္စဖြစ်တယ်ပေါ့အကျဉ်းထောင်အလုပ်တွေကိုမလုပ်လို့ဆိုရင်ရှော့ရမရဘူးလို့ဟိုရှော့ရမပေးဘူးပြီးသွားလို့ဆိုရင်ထောင်ဝင်စာပိတ်မယ်လို့အလုံးမလုပ်တဲ့အတွက်ဟိုအကျဉ်းထောင်ဥပဒေတွေနဲ့အရေးလို့ရတယ်လို့အဲ့လိုမျိုးချင်းချောက်ပြောဆိုတာရှိပါရဲ့ရှင့်ဘူးလက်ရှိဆိုရင်အလုံးမလုပ်နိုင်တဲ့သူတွေကိုဒါယူကျဉ်းထောင်မှာကြတော့ဟိုပါဆယ်ပို့ပွင့်ပိတ်လိုက်တာပေါ့အဲ့ဒါကြီးဖြစ်နေတာရှင့် ဒါအပြင်အကျဉ်းထောင်အာဏာပိုင်တွေရဲ့ခိုင်းစင်မှုတွေကိုညှင်းဆန်ရင်တိုက်ဥအကျဉ်းထောင်အမျိုးသမီးဆောင်ကအဆောင်မူဒေါ်စင်မာကြည်အောင်ကနေပြီးအကျဉ်းထောင်ဥပဒေတွေနဲ့အရေးယူမယ်လို့ထိန်းချုပ်ပြောဆိုတဲ့အပြင်ပါစေပို့ခွင့်ပိတ်ပင်တာတိုက်ပဲ့အကျဉ်းချတာတွေကိုပါကျူးလွန်နေတယ်လို့ဆိုပါတယ်ဒါကြောင့်ပီကရက်စတင်ပါလာကစပီးအလုံးမလုံဘူးဆိုတဲ့အကြောင်းပြချက်နဲ့နှစ်ပတ်တခါအကျဉ်းထောင်တွင်ပါစင်ပွဲရမှာပါစင်ဟင်းနှမျိုးကော်ဖီ9ထုံးနဲ့ခောက်ဆွေ9ထုံးသာပေးပို့ခွင့်ရှိတော်တယ်လို့ဆိုပါရယ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းအကျဉ်းထောင်တွေမှာအကျဉ်းထောင်လက်ဆွဲဥပဒေတွေကိုလိုက်နာတာမရှိတော့ဘူးလို့ရှင်နေဦးကြီးမြင့်ကပြောပါရယ်။အမှားတော့အကျဉ်းထောင်လက်ဆွဲဥပဒေအရာဆိုရင်တော့နိုင်ငံရေးအကျဉ်းသားတွေကိုသူကအလုတ်ချမကဲဘူး။တရားရုံးအမိန့်စာမှာလည်းပဲအလုတ်ချမ်းနဲ့ထောင်တန်းဆိုတာမျိုးပါမှပဲခိုင်းမျိုးအလုတ်ချမ်းနဲ့ဆိုတာမှပါလို့ရှိရင်မခိုင်းဘူးဒါမျိုးပေါ့။ဒီလိုစနစ်တကျယုံမာတာမျိုးလူသေးသေးထိလုတ်တာတွေကတော့ဒီမဲအောင်လက်ထက်မှာအဲ့ကြော်မှာဖြစ်တာနော်။ ပြီးအလုပ်သမီးအကျဉ်းသားတွေဆိုရင်လည်းဒီလိုပဲအလုပ်ချက်တွေမခိုင်းရဘူး။အလုပ်သမီးတွေကိုအကျဉ်းသားတွေဆက်ဆံနေကြရမှာအမျိုးသားတွေကဝယ်ရိုက်တာတော့မလုပ်ရဘူးဒါ။အဲ့တော့လည်းဆွဲဥဒ္ဓမာကိုပြန်ချက်တာ။ဥကြတော့အဲ့လိုလူလူလို့ကိုဆက်ဆံတော့ဘူးပေါ့နော်။ဆိုးဆုံးကတော့အမျိုးသမီးတွေဘောမှာဒီလိုလှုပ်ရှားကြရတော့အဆိုးဆုံးပဲ။ တဖက်မှာလည်းနိုင်ကျင်းသူတွေကိုအလို့အတင်းအကျပ်ခိုင်းစေနေပြီးဖိနှိပ်မှုတွေပြုလုပ်နေတာဟာတမီရွေရွက်ချစ်ချစ်ပြုလုပ်နေတာသာဖြစ်တယ်လို့နိုင်ငံရဲ့အကျဉ်းသူအရေးဆောင်ရွက်နေသူတွေကပြောပါရယ်ဆက်အနာသိမ့်ပြီးနောက်ပိုင်းနိုင်ငံတော်အကျဉ်းထောင်တိုင်းလို့လို့မှနိုင်ငံရဲ့အကျဉ်းသူအကျဉ်းသားတွေဟာငင်းပန်းနှိပ်စက်ခံရပြီးလုံလောက်တဲ့အစေကူတာခံယူခွင့်နဲ့ဆုံးရှုံးနေကြရတယ်လို့လူအခွင့်ရဲ့ချိုးဖောက်ခံရမှုတွေဟာလည်းစတိုက်ရှိနေသေးပါတယ် နေဦးတော်လည်းကာလာအတွင်းဒီမိုကရေစီအရေးလှရှားသူနဲ့ပြည်သူစုစုပေါင်း8405ယောက်အထိတေဆုံခဲ့ရပြီးဖန်စည်းခဲ့ရသူစုစုပေါင်း19868ယောက်ရှိရလို့နိုင်ငံရဲ့အကျဉ်းသူများကုညီဆောက်ရှောက်ရဲ့အသင်း AAPP ရဲ့အော်တိုဘာလ24ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်ဒီမှာကြေခိုင်ပါ ပြည်တွင်းစက်တောင်းစီစည်းတွေသတင်းပတ်လေးပတ်ဇက်တိုက်ပြန်ကျဆင်းလာပြီးဓာတ်ဆီ92ရွန်တလီတာကိုကျန်2900အကိုရရှိလာပါတယ်။စက်တောင်းစီတင်သွင်းတို့လောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့စက်တောင်းစီရည်ညွှန်းစည်းနှုန်းတွေအရဓာတ်ဆီ92ရွန်တလီတာကို2680ကျပ်95ရွန်တလီတာကို2960ကျပ်ဒီဇယ်တလီတာကို2380ကျပ်ပရီမီယံဒီဇယ်တလီတာကို2900ကျပ်ရှိပါတယ်။ လက်ရှိကျဆင်းလာတဲ့လန်စာစီဈေးနှုန်းတွေဟာနှစ်လအတွင်းအနေအဆုံဈေးတန်းကိုပြန်ရောက်ရှိလာတာဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာပထမပတ်အထိတလီတာကို73000ဝန်းကျင်မှာပဲအတက်အကျရှိနေကြတာပါပြည်တွင်းဆက်သုံးစီဈေးတွေကိုကော်မတီကသတ်မှတ်ရမှာစင်ကာပူ MOPS ဈေးနှုန်းကိုအခြေခံတာဖြစ်ပေမဲ့လက်တော်လောမှာတော့ MOPS ဈေးကမြင့်တက်နေတာပါစင်ကာပူ MOPS ဈေးမြင့်နေပေမဲ့ဒေါ်လာလဲနှုန်းကျဆင်းလာမှုကြောင့်ပြည်တွင်းဈေးနှုန်းတွေပြန်ကျလာတယ်လို့ဈေးကွက်စောင့်ကြည့်သူတွေကသုံးသပ်ကြပါဗျ။ကမ္ဘာဈေးကွက်မှာလည်း Brand Ana ဈေးနှုန်းတော့ကအောက်တိုဘာ24ရက်မှာတစီကို American Dollar 66ဝန်းကျင်ရှိနေပြီးနှစ်ပတ်အတွင်းအမြင့်ဆုံးဈေးတန်းကိုရောက်ရှိနေပါတယ်ခင်ဗျာ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ